嗨，大家好，我是阿明老师，阿龙妹妹喇叭，今朝阿罗是阿明吧？今朝天气不孬，表表妹妹讲呀，今朝卡丁内么多宝物，今朝果然也来不孬的，连边内不得比罗不孬的，颜色为啥来绿的要撇的咯？今朝果然也来不孬的，TV program 记得看一下，的 American 那年的 Air Crash Investigation 不孬的，欧少的。 ချီရတာဝါသနာပါတဲ့လူဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီမနေ့ကဖြစ်ပြွားရတဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမျှဝေပေးချင်တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်ပေါ့နော်ဒီအကြောင်းအရာကိုမမျှဝေပေးခင်မှာဒီကျွန်တော်ဒီဗီဒီယိုကြည့်ပြီးတော့တိရစ္ဆာန်လေးလာနေကြတဲ့သူတွေအတွက်ပေါ့နော်လင်းရင်ပြတ်ကြတာကိုကျွန်တော်တို့တိရုပ်တို့ trade ကြီးလို့ခေါ်ပါတယ် trade ကြီးဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ဒီနေ့မျှဝေပေးမယ့်အဓိကအကြောင်းရင်းစီကိုတွေ့လိုက်ရအောင်ကျွန်တော်တိတဲ့တိုင်းပဲပေါ့နော်မနေ့ကတည်င်းကြည့်ပြီးသားတဲ့လူတွေဆိုသိကြမှာပါဒီဇွန်လဒီ ပါခေါ်မလဲဒီအဆနေရနေပေါ့ဇွန်လ12ရက်နေ့ဒီအိန္ဒိယနိုင်ငံရဲ့အမတာဘတ်မြို့ကနေပြီးတော့အင်္ဂလန်နိုင်ငံရဲ့ဒီအလန်ဒန်မြို့ပေါ့နော်ပြင်သန်းမဲ့လင်းရင်ခီးစဉ်အမတ် AI171 ကဒီ လင်းပြန်တက်ပြီးပေါ့မကြခင်မှာပဲအောက်ဘက်ကိုပြုတ်ကျသွားတာပေါ့နော်ဒီ AI 171ကကြာတော့အိန္ဒိယနိုင်ငံရဲ့လေကြောင်းလိုင်းဖြစ်တဲ့ဒီ Air India ကပြေးဆွဲတဲ့လင်းခီးစဉ်အမှတ်တစ်ခုဖြစ်ပါတယ်တဲ့ဒီလင်းပေါ်မှာကြာတော့ကျွန်တော်တို့ပေါ့နော်အာလင်းအမှုထမ်းနေပြီးဝိုင်းလင်းခီးတဲ့စုစုပေါင်းပေါ့နော်142ဦးလိုက်ပါသွားပြီးတော့မှကျွန်တော်တို့အသက်ရှင်ခြင်းတက်တူတယောက်ပဲတယောက်ပဲရှိတယ်လို့သတင်းတွေရသိရတာပေါ့ဒါကျွန်တော်နောက်ဆုံးရသတင်းပေါ့နော်နောက်ဆုံးရသတင်းရကြတော့ဒီထိုင်ဝမ်ရဲ့ဒီသတင်းမီဒီယာတွေပြီးဝမြန်မာနိုင်ငံရဲ့သတင်းမီဒီယာတွေကို ီညာပြီးကျွန်တော်ပြပြလာဖြစ်ပါတယ်အသက်ရှင်ချင်းလူတယောက်ပဲရှိပြီးတော့လီလင်းကပေါ်တော့ထူးအဘယ်လိုပြောမလဲနည်းနည်းထူးဆန်းတာကြောင့်သူကလင်းပြန်တက်ပြီးပြီးခဏအကြာမှာပဲပြက်ကြွားတာပေါ့နော်ပြက်ကြွားတဲ့ခါတည်းသူကဒီចောင်းသားတွေနေတဲ့ဒီဗါလေအဆောင်တစ်ခုပေါ့ပြက်ကြွားတဲ့ကြောင်းဒီចောင်းသားဆောင်ထဲမှာရှိတယ်ចောင်းចောင်းသားတချို့တွေပေါ့เนาะအသက်ဆုံးရှုံးရတယ်လို့သိရပါတယ်ဘလောက်ဆုံးရှုံးလဲဆိုတာတော့ကျွန်တော်လက်ရှိမှာပေါ့เนาะဒီတည်င်းနေမှာလည်းတိတ်ပြီးတော့တိတိကျကျမဖော်ပြရတာဟာတော့ကျွန်တော်ဒီနောက်မှာတော့အာနေပြင်ပေါ်မှာရှိတဲ့ဒီ အသက်ဆုံးပါသွားတဲ့လူတွေရဲ့ဥယျာဉ်တော့မပြောပြတော့ပါဘူးကျွန်တော်တရားတလောက်ကကျွန်တော်လင်းပေါ်မှာစုစုပေါင်းဒီ142ဦးလိုက်ပါလာပြီးတော့မှတယောက်ပဲအသက်ရှင်ကျန်ရတယ်ဆိုတော့အာ142ယောက်အသက်ဆုံးပါသွားရတယ်ပေါ့နော်တကယ်ကိုအာစိတ်မကောင်းစရာပါတကယ်ကို shocking ရပါတယ် ဘာဖြစ်လို့ဆိုတော့ဒီမနေ့ကဖြစ်ဖြစ်သွားတဲ့လင်းရင်အမျိုးအစားတဲ့ဥပမာလင်းရင်ဝါသနာပါတယ်ဆိုသိမှာပါဒီ Boeing 787ပေါ့နော်ဒီ American နိုင်ငံရဲ့ Boeing ကုမ္ပဏီကထုတ်တဲ့ Boeing 787ဟာဒီလင်းပြကြမှုတမိုင်းမှာတစ်ခါမှမဖြစ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့မနေ့ကပထမအဦးဆုံးဒီ series ပေါ့နော်ဒီ Boeing 787ကဒီအဖြစ်ပျက်ကိုဖြစ်ပျက်သွားတာပေါ့နော်တကယ်ကို shocking ရပါတယ်ဘာဖြစ်လို့ဆိုအမင်လောင်စစ်ပေါ့နော်ဒီလင်းအမျိုးအစားပေါ့နော်ဒီ Boeing 787အမျိုးအစားလည်းပဲပြီးခဲ့တဲ့နှစ်ပတ်လောက်ကဒီ Taipei ကနေပြီးတော့ Singapore Singapore ကနေပြီးတော့ Bali ကျွန်းပေါ့နော်ဒီဘယ်လို ခေါ်မလဲစုစုပေါင်းအာလင်းပေါ့နော်အသွားပြင်၄လင်းခီးစဉ်၄ခုပေါ့နော်စင်ကာပူလေကြောင်းလိုင်းရဲ့လင်းခီးစဉ်၄ခုနဲ့စီးပြီးတော့တွားခေရတာပေါ့နော်ဆိုတော့ဒီ Boeing 787 Airline ရွေးတယ်ဆိုတဲ့အကြောင်းညာတယ်ဒီလင်းပြက်ကျမှုတမိုင်းမှာတခါမှမဖြစ်ပြက်ခဲ့ဘူးတော့ကြောင်းကိုယ့်ရဲ့စိတ်ထဲမှာပေါ့အမင်းနဲ့အရန်လုံးခြုံနေလို့တတ်မှတ်ထားတော့ကြောင်းဒီလင်းကိုရွေးမိခဲ့တာပေါ့နော်ဘယ်လိုပဲပြောပြောတကယ်တန်းကို တကယ်တမ်းကျတော့ကျွန်တော်တို့ပေါ့နော်ဒီ ဘယ်လိုခေါ်မလဲဘာမှအစိုးမရဘူးလို့ပြောလို့ရတာပေါ့နော်ဖြစ်ချိန်တိုင်းဖြစ်သွားတဲ့ပုံစံပေါ့ဒါပေမဲ့လည်းဘယ်လိုပဲပြောပြောဒီအသက်ဆုံးပါသွားတဲ့လူတွေအားလုံးကိုကျွန်တော်တကယ်ကိုအာသူတို့ဝမ်းနေဝမ်းနေရပါတယ်သူတို့အတွက်ပေါ့နော်တကယ်ကိုလည်းသူတို့ကောင်းရပုံရကောင်းရမွန်ရရောက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်မေတ္တာပို့ပေးပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီနေ့ကကြတော့ဒီအဲအိန္ဒိယအကြောင်းပြင်ပေါ့နော်နောက်တစ်ခုမျှဝေပေးချင်တာကကြတော့မနေ့ကတရက်ထဲမှာပဲတကယ်တော့ကျွန်တော်ထိုင်ဝမ်နိုင်ငံရဲ့ဒီနိုင်ငံပိုင်ပေါ့နေချောင်းတိုင်းတစ်ခုဖြစ်တဲ့ဒီ China Airlines ကလည်း ဒီမတော်တဆမှုပေါ့နော်ဖြစ်ခံနေတယ်ပေါ့နော်တကယ်ဖြစ်ွားပြီဆိုရင်တကယ်ကြောက်ဖို့ကောင်းပါတယ်တကယ်ဖြစ်ွားပြီဆိုရင်လည်းကျွန်တော်တို့မနေရပေါ့နော်လင်းဒီဘယ်လိုခေါ်မလဲဒီမတော်တဆမှုကနှစ်ခုလို့ပြောလို့ရမှာပေါ့နော်အဲ့လိုပုံစံဖြစ်ွားမှာပဲတကယ်တော့ တကယ်ကြောက်စရာကောင်းပါတယ်။မနေ့က China Airlines ဖြစ်ပြောသွားတာကြတော့ဘယ်လိုပုံစံလဲဆိုကျွန်တော်တို့ပြီးခဲ့တဲ့နှစ်က2024ခုနှစ်ကမှတ်မိကြအောင်မယ်ထင်ပါတယ်။ဂျပန်လေကြောင်းလိုင်းပေါ့နော်။ဒီသူလေရင်ဆင်းသွားတဲ့အခါမှာအောက်ဘက်ကဒီဘာခေါ်မလဲလေရင်ငယ်တစ်ခုနဲ့ဝင်တိုက်လိုက်တာပေါ့နော်။တိုက်ပြီးတော့မှပေါက်ကွဲသွားပြီးတော့မှလေရင်ဒီအငယ်ထဲမှာရှိတဲ့ဒီလူတွေအားလုံးအသက်ဆုံးရှုံးသွားတာဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့2024ခုနှစ်ဒီဇန်နဝါရီလောက်ကမှတ်မိကြအောင်မယ်လို့ထင်ပါတယ်ပေါ့နော်။မနေ့က China Airlines ကလည်းအဲ့လိုပုံစံပေါ့နော်။ဖြစ်ခံနေနေပဲကန်ကောင်းစွာမဖြစ်ခဲ့တာပေါ့နော်။သူကဘယ်လို ပုံစံလဲဆိုကျွန်တော်တို့မနေ့ကကြတော့ဒီထိုင်ဝမ်နိုင်ငံရဲ့ဒီထိုင်ပိမျိုးကနေပြီးတော့ကိုရီးယားနိုင်ငံရဲ့ဘူဆန်မျိုးကိုပြင်တဲ့လေယာဉ်ခရီးစဉ်အမှတ် China Airlines CI 186ပေါ့နော်အဲ့ဒါကကြတော့ဒီအာဘူဆန်လေဆဲကိုရောက်တဲ့အခါမှာသူကပြေးလန်းမှာစင်တာတကယ်လို့သူ့ကိုပြောတာကကြတော့ဆင်းရမဲ့ပြေးလန်းကကြတော့ number ပြေးလန်း78ပေါ့နော် ဘယ်ဘက်ကိုတုံးရမှာဟုတ်သူကညာဘက်ကိုတုံးလိုက်တယ်တကယ်တော့သူဆင်းသွားတဲ့အခါမှာအဲ့ဒီမှာမြေပြင်အာမြေအဲ့ဒီပြေးလန်းနားတော့ဝိုက်မှာအပေါ်ကိုပြန်တက်ဖို့စောင့်နေတဲ့လင်းရင်သင်းရှိပါတယ်ဒါပေမဲ့အဲ့ဒီလင်းရင်ပြေးလန်းပေါ်မရောက်ဘဲနဲ့သူကအပြင်ဝါမှာပဲအပြင်သားလေးမှာပဲရှိနေတဲ့ကြောင်းဒီဝင်တိုက်သွားတာ မျိုးမဖြစ်တာပေါ့နော်အကယ်ဖြစ်သွားရင်တော့ဒါတကယ်ကိုရှောက်เสียရရင်ကောင်းပါတယ်ဆိုတော့တကယ်တော့ China Airlines ကမဖြစ်တင်တော့ဘူးပေါ့နော်ဒီလိုမျိုးပေါ်စာမှုမရှိတင်ပါဘူးဒီ China Airlines ကတော့ကျွန်တော်တို့ပေါ့နော်တချို့ရတဲ့ကျွန်တော်တို့ပေါ့နော်တီယိုပီယာလေချောင်းလိုင်းလို့ထင်ပါတယ်မဟုတ်ပါဘူးသူကကြတော့ဒီထိုင်ဝမ်နိုင်ငံရဲ့ထိုင်ဝမ်နိုင်ငံပိုင်းလေချောင်းလိုင်းတစ်ခုဖြစ်ပါတယ်သူကနိုင်ငံအစိုးရတဝက် BYD ပုပ်ပရိကတဝက်ပေါ့နော်ဒီဒီ ကုမ္ပဏီပေါ့နော်ဒီ China Airlines ရဲ့ကုမ္ပဏီအားကြတော့ကျွန်တော်တို့ဘာဖြစ်လို့ China Airlines ဆိုခေါ်ရဲဆိုတာကိုတော့ကျွန်တော်တို့ပေါ့နောက်နောက်ပိုင်းမှာပဲအသေးစိတ်ကျွန်တော်ဒီဗီဒီယိုတစ်ခုရိုက်ပြီးတော့ပြန်ပြီးရှင်းပြပေးပါမယ်လောလောဆယ်မှာတော့ကျွန်တော်ထိုင်ဝမ်နိုင်ငံပိုင်လေးကြောင်းလိုက်လို့ပတ်သက်မှတ်ထားပါကျွန်တော်တို့အားလုံးနဲ့ရင်းနှီးပြီးကြဖြစ်မှာပါဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီ China Airlines ကကြတော့ကျွန်တော်တို့ဒီရန်ကုန် Taipei Taipei ရန်ကုန်ဒီလင်ခီးစင်ပြေးဆွဲပါတယ်အဲ့တော့ကြောင့်လည်းကျွန်တော်တို့ပေါ့နော်ထိုင်ဝမ်လာတဲ့လူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ထိုင်ဝမ်နေမှာတဆင့်ဒီအမေရိကန်နိုင်ငံကိုသွားမဲ့လူတွေကနေဒါကိုသွားမဲ့လူတွေဟာဆိုရင်ဒီ China Airlines ကိုကျွန်တော်တို့ရွေးပြီးစီးပါတယ် ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ဒီမနေ့ကပေါ့နော်ဒီ China Airlines နဲ့ပတ်သက်ပြီးတော့နည်းနည်းအဓိကပြောချင်တာကကြတော့အဲ့ဒီလေယာဉ်မဆင်းတာပေါ့နော်အာလေယာဉ်ပြည်လမ်းကြောင်းမဆင်းတာပေါ့နော်ဒါတကယ်ကိုချက်ဖို့ကောင်းတယ်လို့ပြောရမှာပါဘာဖြစ်လို့ China Airlines ဆရာဆိုရင်ကျွန်တော်တို့အရင်ကပေါ့နော်ဒီ Taiwan ရဲ့ဒီတမိုင်းကိုပြင်ကြည့်မယ်ဆိုရင်တော့ तू ကလွန်ခွဲနှစ်20ကျော်လောက်က तू ကနာမည်ဆိုတစ်ခုရှိခဲ့တယ်ဘာလို့ဆိုတော့ तू ကလင်းနဲ့တစ်ချိန်ပေါ့နော်လင်းရင်တစည်းပြတ်ကြတာပေါ့နော်စုစုပေါင်းဒီ China Airlines ရဲ့အကြီးစား အဲကြောက်ဖို့အကောင်းဆုံးလင်းပြကြမှု၃ခုဖြစ်ခဲ့ပါတယ်အဲ့၃ခုကကြတော့သူက၄နှစ်ချာ၄နှစ်ချာ၄နှစ်ချာဒီတခါဖြစ်တဲ့အကြောင်းကျွန်တော်တို့ကသူ့ကိုပေါ့နော် China Airlines ကအကြောင်းကျွန်တော်တို့၄နှစ်ချိန်စာမိနေတယ်တော့မှကျွန်တော်တို့ပြောကြရတယ်ပေါ့နော်အာအဲဒီလိုမျိုးပေါ့နော်ဆိုးစကားတွေရှိကြတာပေါ့နော်အဆိုင်သူကဘင်းဝဖြစ်ခဲ့တာလဲဆိုရင်တော့ဒီဒီဘာခေါ်မလဲဒီ1994မှာတချိန်ဖြစ်ခဲ့တယ်အဲ့ဒါကကျွန်တော်တို့ Taipei ကနေပြီးတော့မှဒီ နာကိုရာပေါ့ဂျပန်နိုင်ငံနာကိုရာကိုပြင်တဲ့အခါမှာနာအဲ့ဒီလေရင်စိမ့်ခံနေမှာမှာအားလုံးခီးစရာပြီးဆုံးတော့မဲ့အချိန်မှာမှာလင်းရအာအပေါ်ထိုးတက်သွားပြီးတော့မှအောက်ဘက်ကိုပြင်ပြုတ်ကြသွားတဲ့အကြောင်းဒီပေါ့နော်အသက်ရှင်ကျန်နေတဲ့လူကတော့ရှိပါတယ်ခုနှစ်ယောက်ကျန်ရခဲ့တယ်လို့သတင်းတွေအရတော့သိရတာပေါ့နော်ဆိုတော့ဒီဒီတော့လူပေါင်း200ကျော်ပါသွားတဲ့လင်းဖြစ်ပါတယ်အဲ့ဒီကတော့လင်း Boeing 747ဖြစ်မဲ့ထင်းတယ်ကျွန်တော်သိရတဲ့လောက်ကတေချာတော့မမှတ်မိတော့ပေါ့နော်အာနောက်တစ်ခုကကျတော့ကျွန်တော်တို့ပေါ့နော်ဒီ အာ1998မှာနောက်တစ်ခါ China Airlines က lane အကြီးစားပြချမှုတစ်ခုထပ်ဖြစ်တယ်အဲ့ဒါအကြောင်းကျွန်တော်ဘာလီကျွန်းကနေပြီးတော့ဒီ Taipei ကိုပြန်လာတဲ့အခါမှာဒီ Taipei ဒီထောက်ရွံ၄ပေါ့နော်လက်ရှိ Taipei ရဲ့ထောက်ရွံ၄ကိုရောက်ခံရောက်ရောက်ရောက်ခံနေမှာဟုတ်ဘူးတကယ်တော့ရောက်နေပြီ lane ကိုဆင်းတော့မှာပဲ lane နဲ့ဆင်းခံနေမှာမှာအလားတူပဲဒီအရှိပိုင်းတို့ပဲ lane ရာထိုးတက်ပြီးတော့မှအောက်ပြန်ပြုတ်ကြသွားတာပေါ့နော်ပြတ်ကြသွားတာပေါ့အဲ့ဒါအကြောင်းအဲ့ဝါလေလူတွေအများကြီး အားလုံးတည်ခဲ့ပါတယ်အာအားလုံးဆုံးပါသွားတယ်ပေါ့နော်တကယ်ကိုဝမ်းနဲ့ချီကွယ်ဖို့ကောင်းပါတယ်နောက်တစ်ခါကျတော့ကျွန်တော်2002ခုနှစ်မှာပေါ့အဲ့ဒါကျတော့ထိုင်ပေကနေပြီးတော့မှကျွန်တော်တို့ကဒီဘာခေါ်မလဲထိုင်ပေကနေပြီးတော့မှဟောင်ကောင်ပြင်နေလေရင်ပေါ့နော်ဟောင်ကောင်ပြင်နေလေရင်ဖြစ်ပါတယ်အဲအဲ့ဒီဟောင်းကကျတော့ကျွန်တော်တို့အဲဒီ ဘာခေါ်မလဲဖြစ်ပြသွားတဲ့ဖြစ်ပြရကြတော့သူကအလားတူပဲ Boeing 747ကျွန်တော်ထင်မယ်အရှိပိုင်းကဒီနာကိုရာတိုင်းပဲ Boeing 747နဲ့ကျွန်တော်ထင်ပါတယ်သူကကြတော့ဒီပေါ်တော့ဒီလင်းရင်ပြန်တက်ပြီးွားပြီးအမြင့်ပေဒီ3400လောက်မှာပေါ်တော့ဒီဘာခေါ်မလဲဒီဒီထိုင်ဝမ်ရေလက်ကြားရဲ့ဒီဖုန်ခုကျွန်းနာမှာတဝိုက်တော့ရောက်ခံနေမှာမှာလင်းရအပေါ်မှာပေါ်တော့ထပ်ပိုင်းကျိုးွားတာသူ3ပိုင်းကျိုး3ပိုင်းပြက်သွားတာပေါ့ထပ်ပိုင်း သုံးပိုင်းပြတ်သွားပြီးတော့ပြုတ်ကြတာဆိုတော့ဒါအားလည်းအားလုံးအသက်ရှင်ချင်နေလို့မရှိပါဘူးဆိုတော့ China Airline ကတကယ်တော့ထိုင်ဝမ်နိုင်ငံမှာဆိုရင်လွန်ခဲ့နှစ်20လောက်ဆိုတော့တကယ်တော့ထိုင်ဝမ်နိုင်ငံမှာပေါ့နော်ဒီထိုင်ဝမ်လူမျိုးတွေအကြားမှာတော်တော်လေးဟိုပေါ့နော်မစည်းရဲတဲ့လေကြောင်းလိုင်းတစ်ခုထဲမှာပါပါတယ်ဘာဖြစ်လို့သူ့ရဲ့နာမည်ဒီစိုးတစ်ခုကြောင့်ပေါ့နော်လင်း၃ချိန်ပြတ်ကျခဲ့တဲ့အတွက်ကြောင့်တကယ်လူတွေကတော်တော်လေးကြောက်ခဲ့တယ်ပေါ့နော်ဒါကြောင့်နောက်ပိုင်းမှာတော့ China Airline ကအရန်ကိုစူးစမ်းပါတယ်စူးစမ်းပြီးတော့သူ့ရဲ့ပုံရိပ်ကိုပြန်ပြောင်းပါတယ်ပြီးသွားရင်သူကပြင်ဆင်စရာရှိတာတွေဒီပေါ့နော်အကုန်လုံးပေါ့နော် ဒီ training တွေပါတယ်အစအကုန်လုံးပြန်ပြီးတော့ပေးလိုက်တဲ့အတွက်ကြောင့်ဒီနှစ်20ကျော်ပါဘုနော်ဗာအာအာ ပါဒီလိုမျိုးပေါ့เนาะမတော်တဆမှုမှမရှိပါဘူးဒီနောက်ပိုင်းမှာကြာတော့ပေါ့เนาะအဲ့ဒါကြောင့်ထိုင်ဝမ်နိုင်ငံမှာလက်ရှိဆိုရင်တော့ဒီ China Airlines ကလည်းလူရင်လူတွေကပြန်ပြီးတော့ဟိုလက်တင်ခံလာတဲ့ brand တစ်ခုဖြစ်လို့ဖြစ်သွားတာပေါ့เนาะဒီထိုင်ဝမ်နိုင်ငံမှာလက်ရှိမှာဆိုရင်တော့ထိုင်ဝမ်နိုင်ငံမှာဒီ international လေကြောင်းလိုင်း၃ခုရှိပါတယ်အဲ့ဒီအကြောင်းအကြောင်းအရာတွေလည်းနောက်ပိုင်းမှာအမင်းအောင်ဆက်မြောက်ဝေးပေးသွားပါအောင်မယ်ကျွန်တော်မြောက်ဝေးပေးသွားအောင်မယ်အဲကျွန်တော်မြောက်ဝေးပေးသွားပါအောင်မယ်ပေါ့เนาะဆိုတော့မနေ့ကဖြစ်ပျက်သွားတဲ့ဒီ China Airlines ရဲ့အဖြစ်အပျက်ကမဖြစ်တဲ့အဖြစ်အပျက်ပါဘာလို့ဒီတော့ပေါ့เนาะဒီ image တစ်ခုကိုပြန်ပြီးတိစောက်တဲ့အချိန်မှာမာဒီလိုမျိုး ဒီမတော်တဆမှုမဖြစ်သွားတာပဲရှိတယ်ဒီပေါ်ဆမှုပေါ့နော်လက်ရှိမှာတော့ကျွန်တော်တို့ဒီပေါ်နာဒီမနေ့ကဥစ္စာကြတော့ဒီ China Airline ဆီအဖြစ်ပြက်ကကြတော့လင်မှုတွေရဲ့မတော်တဆမှုလာဘာလို့တော့ကျွန်တော်တေချာတော့မသိသေးပါဘူးအခုအဲ့ဒီစုံစမ်းစဲလို့ပြောပါတယ် ဲ့ဒီကြောင့်မော်မနေ့ကတကယ်တော့ထိုင်ဝမ်နိုင်ငံရဲ့ထိုင်ပင်မြို့ကနေပြီးတော့ဘူဆန်ဘူဆန်ကနေပြီးတော့ထိုင်ပင်ကိုပြန်အမယ်ပေါ်တယ်တကယ်တော့အသွားအပြင်ရှိတယ်ပေါ့နော်ဒီ flight တစ်ခုဖြစ်မှာပေါ့နော်ဒါပေမဲ့အပြင်အကြတော့ကျွန်တော်တို့မပြန်လာတော့ပါဘူးဘာဖြစ်လို့ဆိုတော့မနေ့ကဒီဒီလင်းမှုတွေရဲ့ပေါ်ဆောင်မှုကြောင့်ပြည်တယ်မာစင်းတဲ့အတွက်ကြောင့်ဒီအပြင်ကပြန်လာလို့မရတော့ပဲနဲ့ဒီနေ့မှမှာထိုင်ဒီထိုင်ဝမ်နိုင်ငံကနေပြီးတော့ now lane တစ်စီးပြန်လွတ်ပြီးတော့မှမနေ့ကဟိုကနေပြီးတော့ဒီဘူဆန်ကနေပြီးတော့ထိုင်ပင်ကိုပြန်လာမှခီးစင်းနေအာဘယ်လိုခီးတယ်တွေအတွက်ပေါ့နော်နောက်ထပ် ဒီနေ့ခီးစင်နဲ့ပြန်ပြီးပေါင်းလိုက်ရတာပေါ့ဆိုတော့ကဘာပဲပြောဒီလိုမျိုးပေါ့နော်အမားကိုတိတိချင်းမှဒီလိုမျိုးပေါ့နော်ချက်ချင်းပဲပြန်ပြီးတော့ဘယ်လိုခေါ်မလဲထပ်ပြီးတော့အာမတော်တဆမှုဖြစ်ဖြစ်မှာဆိုလို့ပေါ့နော်ဒီဒီဘာကြောင့်ဖြစ်တယ်ဆိုတာကိုတိတိကျကျမသိခင်မှာပေါ့နော်ဒီလိုမျိုးပြန်လာခွင့်မပေးတာလည်းကောင်းပါလေလင်မှုတွေကိုပေါ့နော်ကျွန်တော်ပြောချင်တာကကြတော့ ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုကကြတော့ပြောဒီလိုမျိုးရိုက်ပြီးပြောပြရတဲ့အကြောင်းအရာလေးလင်းစီရမှာကိုကြောက်ဖို့ပြောတာမဟုတ်ပါဘူးအဓိကတော့လင်းရင်ဟာကျွန်တော်တို့သိတဲ့အတိုင်းပဲတခြားဒီတည်ယူပို့ဆောင်ရေးရှင်တွေဖြစ်တဲ့ဒီလိုမျိုးဘတ်စကားတို့ဒီမော်တော်ဆိုင်ကယ်တို့ဒီလိုမျိုးကားတွေပေါ့မော်တော်ကားတို့ထပ်ဆိုင်အများကြီးပို့ပြီးတော့ဒီ safe ဖြစ်ပါတယ်ပြီးဝိုင်းသူဝါတဲ့တော့မော်တော်ဆာမှုဖြစ်ဖို့ဆိုတာအရန်ကိုခေရင်နဲ့အရာတစ်ခုဖြစ်ပါတယ်အာဘလိုပဲပြောပြောတော့မော်တော်ဆာမှုဟာအာဘလိုပဲ အဖြစ်ပေါ်ခင်းနေဆိုပေမဲ့မနေ့ကလိုမျိုးပေါ့နော်ကန်ဆိုးစွာနဲ့ပဲဒီအဲအိန္ဒိယကဒီအဖြစ်ဆုံးနဲ့ဂျုံလိုက်ရတဲ့အတွက်ကြောင့်ပေါ့တကယ်ကိုဝမ်းနဲ့ကြေခွေရပါတယ်ကျွန်တော်ကိုယ်တိုင်ရတဲ့တကယ်ကိုဝမ်းနဲ့ပါတယ်အာဘယ်လိုပြောမလဲဝမ်းနဲ့ကြေခွေရတယ်ပေါ့နော်အဲတကယ်ကိုဒီစုံပါဝါတွေအားလုံးနဲ့ကောင်းရမွန်မွန်ရာရောက်ကြပါစေလို့ဆုတောင်းပေးပါတယ်နောက်တစ်ခုကဒီမှာကြာတော့ပေါ့နော်ထပ်ပြီးတော့ကျွန်တော်တတိပေးချင်တာကကြာလင်းရင်တက်တဲ့အခါကျရင်ပဲဖြစ်ဖြစ်လင်းရင်စင်းတဲ့အခါကျရင်ပဲဖြစ်ဖြစ်လင်းမောင်းလင်းမယ်ဒီပေါ့နော်ဒီ အာဘာခေါ်မလဲဗရင်ပေါက်တွေကိုသူတို့ပေါ့နော်ဒီဘေးကဒီဗရင်ပေါက်ခေါ်မှာလားဗရင်ပေါက်တော့မခေါ်ပါဘူးဒီအကာပေါ့ဗရင်ပေါက်အကာခေါ်မှာပေါ့ကျွန်တော်တိတ်ပြီးတော့မပြောတတ်တော့မြန်မာတော့เนาะအဲ့ဒီဥစ္စာဖွင့်ခိုင်းပြီးတော့ဒီပြင်ပကိုကြိတ်ခိုင်းနေဆိုပါတယ်သူတို့အကြောင်းရှိပါတယ်လင်းရဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လင်းရအသက်ရအဆင်းရအန်ဒီအများဆုံးအချိန်လို့ပြောပါတယ်အဲ့ဒီအကြောင်းပေါ့နော်ဒီလင်းရအသက်အဆင်းချိန်ကိုကျွန်တော်အထူးခရုထားပေးဖို့လိုတာပေါ့နော်တတိထားပေးဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့ပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော် ကျွန်တော်ကိုယ်တိုင်နဲ့ဒီဥစ္စာကိုကျွန်တော်ကိုယ်တိုင်နဲ့အာကိုကိုကိုတတိပေးရမှာပေါ့နော်။ပေါင်ပိုင်းကျွန်တော်လင်းစီးတာများရတဲ့အများကျွန်တော်လင်းပေါ်တက်ပြီဆိုရင်အိတ်ချင်တာပြီဆိုရင်ကျွန်တော်ဟိုလင်းမတက်သေးဘူး။အာဟိုလင်းပေါ်ရောက်ပြီဆိုတော့လည်းလင်းရပြက်မတက်သေးဘူးပေါ့နော်။လင်းပေါ်ရောက်ပြီဆိုတော့ကျွန်တော်အိတ်လိုက်တာ။လင်းဆင်းပြီဆိုရင်လည်းဆင်းခံနေအချိန်ကြီးကိုကျွန်တော်အိတ်ပြီးတော့မှကျွန်တော်အဲ့ဒီမျိုးလိုက်တဲ့အချင်းရှိတဲ့တကြောင်ပေါ့နော်။နောက်ပိုင်းဆိုရင်ကျွန်တော်ကိုယ်တိုင်နဲ့လင်းအသက်ဆင်းဖြစ်ဖြစ်အဆင်းပဲဖြစ်ဖြစ်ဒီကိုယ့်ရဲ့အနီးပတ်ဝန်းကျင်တဲ့ဝိုက်ကိုပို့ပြီးတော့အာ လင်းပဝင်းချင်းခေါ်မှာပေါ့အနေတဝိုက်ကိုဂီယူဆိုင်ရမယ်လို့ဘယ်လိုပြောမလဲကိုယ်ကိုသတိပေးရမှာပေါ့နော်နောက်တစ်ခုကကျွန်တော်ကိုယ်တိုင်ရတဲ့ဒီပေါ့ဒီလင်းမောင်းမယ်ဒီပြသတဲ့ဒီပါတဲ့ဒီ safety demonstration တွေလည်းကြည့်ရမှာပေါ့နော်နောက်တစ်ခုကဒီဒီလင်းပေါ်ရဲ့ဒီ TV ဖဏားပြမှာပြတဲ့ safety video တွေကိုကပို့ပြီးတော့လေ့လာမှာကြည့်ရမှာပေါ့နော်အားအားလေးတော့ကျွန်တော်ကိုယ်ကိုသတိပေးရမှာပေါ့ဘယ်လိုပဲပြောပြောပေါ့နော်ဒီမဖြစ်ဘူးပေါ့နော်ဒီလိုမျိုးဖြစ်ဖို့ chance ကအရန်နေတယ်ဆိုပေမဲ့လည်းကိုယ့်ဘက်ကပေါ့နော်ပေါ့အာဖြစ်လာခင်ဘယ်လိုမျိုးကိုယ် အသက်ရှင်အောင်ဘလိုမျိုးဟောလုံးရမလဲဆိုတာ ਨੇ ပေါ့နော်နည်းနည်းပါးပါးလေးအာပြောမလဲကိုယ်အထောက်အကူပြအောင်တော့ကိုယ်ကိုယ်နဲ့လေ့လာမှာပဲဖြစ်ပါတယ်။ဘာပဲပြပြပါကျွန်တော်ဒီဗီဒီယိုရေးရတဲ့အကြောင်းရင်းအားကြတော့အဓိကကြတော့ဒီဖြစ်ပြွားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့လည်းစိတ်မကောင်းတဲ့အတွက်ကြောင့်လည်းမျှဝေပေးလိုက်ရတာပဲဖြစ်ပါတယ်။နောက်ပေါ်တော့ဒီအဓိကဒီကြည့်တဲ့သူတွေအားလုံးလည်းကျွန်တော်ဒီအဓိက6ချင်းနဲ့ဒီဘယ်လိုမှလည်း6လင်းစီရမှာကိုကြောက်စီချင်းနဲ့တဘောမျိုးနဲ့ရေးရတာမဟုတ်ပါဘူး။အဓိကကြတော့ဒီပညာ ပေးပေါ့နော်ဒီလိုမျိုးအမြောက်ပေးတဲ့ဟိုဗီဒီယိုတစ်ခုပဲဖြစ်ပါတယ်ဒီကျွန်တော်ရဲ့ပေါ့နော် shape ဘိုင်းမှာဒီစကားပေါ့နော်မြန်မာလိုဖော်ပြတဲ့အခါမှာတိတ်ပြီးတော့ဒီဘယ်လိုခေါ်မလဲဒီအဆင်မပြေတာလေးတွေပါခဲ့တယ်ဆိုရင်လည်းခွင့်လို့ပေးကြပါလို့ကျွန်တော်မေတ္တာရက်ခံရပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒီဒီနေ့ဗီဒီယိုဒီမှာပဲဆုံးသလိုက်ပါမယ်ခင်ဗျာတာချာဘိုင်ဘိုင်